အောင်တမတော် PSLL DNA နဲ့ထိန်းချုပ်ထားတဲ့ကုခိုင်မျိုးထဲက KTV တွေကိုတပတ်ကြာပိတ်ထားပြီးနောက်ပြန်ဖွင့်နေတယ်လို့ဖွင့်လင်းလိုက်တဲ့ KTV တွေကိုကိုကန်တပတ်ကလုံခြုံရေးဆောက်ပေးနေတယ်လို့ရွှေပြည်မြေကစုံစမ်းသိရပါတယ်။ကုခိုင်မျိုးပေါ်မှာရှိတဲ့ KTV တွေကိုတအောင်တရရဲတပ်ဖွဲ့ဘက်ကပိတ်ပင်ဖို့ကြညာပြီးနောက်တချို့ KTV တွေဟာတပတ်ကြာပိတ်ခဲ့ပြီးပြန်လည်ဖွင့်လှစ်တာရှိတယ်လို့ဒေသခံအမျိုးသားတို့ကပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ3ရက်ကစပြီးတော့ KTV ဆိုင်တွေပိတ်ထားဖို့တအားတပ်ပကတရင်ဝင်အတိပေးထားတာဖြစ်ပြီးတော့ဆန်ပိတ်ထားဖို့ကြေညာထားတဲ့ကာလအတွင်းမှာစီကန်ချိုးဖောက်ပြီးဆန်ဖွင့်တာရှိခဲ့ရင်ပြင်းပြင်းထန်ထန်အယူယူမယ်လို့ပြောဆိုထားပါတယ်။တပြင်းမိုးကုတ်ပေါ်မှာရှိတဲ့ KTV နဲ့အနိုင်ခန်းဆိုင်တွေကိုလည်းတအားတရရဲတပ်ဖွဲ့ဘက်ကပြီးခဲ့တဲ့စက်တင်ဘာ23ရက်ကစပြီးပိတ်ပင်ဖို့လိုက်လံတတိပေးခဲ့ပါတယ်။ တောင်တက်ထင်းချုပ်ထားတဲ့တခြားမြို့နယ်တွေဖြစ်တဲ့ကြောက်မဲနမတူနဲ့နမခမ်းမြို့မှာရှိတဲ့ KTV ဆိုင်တွေကိုလည်းပိတ်ထားကြပြီးဖြစ်ပါတယ်။